မြောက်ကယ်လိုလိုင်းနောက်မှာငရကောင်ကြီး Jeffrey ဆွဲသူကမက်ဒိုနယ်ဆိုင်ခေါမိုးပေါ်ရောက်နေခဲ့ပါရင်သူကပစ္စည်းကရိယာတချို့ကိုအသုံးပြုပြီးအားနည်းတဲ့နေရာကိုရှာပြီးတော့အစောင့်အုံအထဲကိုဖောက်ထွင်းဝင်ရောက်လာခဲ့ပါရင်ဒီလိုနဲ့နောက်တနည်းမနဲ့မန်နေဂျာနဲ့ဝန်ထမ်းတွေရောက်ရောက်လာတော့ Jeffrey ကသူတို့ကိုတနတ်နဲ့ချိန်လိုက်ပြီးချိန်ချလိုက်ပါရင်သူကသူတို့ကိုအရန်ကြည်ကျင်နေတာပြောပြီးတော့ဘယ်သူမှတင်ရရမှာမဟုတ်ဘူးလို့ကတိပေးပါရင် အဲ့ဒီနောက်သူတို့ကကုတ်အင်ကြီးဝေးကိုဝုတ်ခိုင်းပြီးတဲ့နောက်အအေးခန့်တဲ့ခော့သွားပါပြီမန်နေဂျာစီမှာကုတ်အင်ကြီးမပါတဲ့အတွက်အရန်ကိုချမ်းနေတော့ဂျက်ဖရီဟာသူ့ရဲ့ကုတ်အင်ကြီးကိုပေးလိုက်ပါပြီပြီးတော့သူကမိခန်တစ်တာအထဲမှာရှိတဲ့ပိုက်ဆံတွေကိုအကုန်လုံးယူကာရောက်လာတဲ့ရဲကားကိုရှောင်ပြီးထွက်ပြေးသွားခဲ့ပါပြီဒီအဖြစ်ပြက်တွေကလွန်ခဲ့တဲ့နနေ့အကြာကစခဲ့တာပါဂျက်ဖရီဟာကွာရှင်းထားတဲ့စစ်မှုထမ်းဟောင်းတယောက်ဖြစ်ပြီးတော့သူ့ကလေး၃ရောက်အတွက်ထောက်ပံ့ဖို့ရုန်းကန်နေရပါပြီ ဘက်ကီရဲ့မွေးနေ့မှာသူကသူ့ရဲ့ကစားစရာအဟောင်းတချို့ကိုလက်ဆောင်ပေးလိုက်တော့သူမကသဘောမကျဘူးဆိုတာသိတာပါရင်ဂျက်ဖရီကသူ့ရဲ့အချစ်ဆုံးတငယ်ရှင်နဲ့စစ်မှုထမ်းဟောင်းစတီဗ်ကိုပြောပြပါရင်သူ့ရဲ့စစ်တပ်ကကျွမ်းကျင်မှုတွေဟာနေစဉ်ဘဝမှာအသုံးမဝင်တာကြောင့်ပုံမှန်အလုပ်ရှာမရဘူးလို့ပြောပြနေခဲ့တာပါဒါပေမဲ့စတီဗ်ကဂျက်ဖရီစီမှာတခြားလူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်တဲ့ထူးခြားတဲ့စူးစမ်းနိုင်စွမ်းတွေရှိပါတယ်လို့ထောက်ပြပါရင်းအဲ့ဒီနောက်ပိုင်းမန်တိုနယ်မှာဂျက်ဖရီကကလေးတွေကိုသူ့ရဲ့အမိ တာနာနဲ့ထားခဲ့ပြီးတော့ပို့ကောင်းအောင်လုပ်မယ်လို့ကတိပေးဖို့ကြိုးစားပေမဲ့တာနာကသူ့ကိုမယုံပါဘူးမိသားစုထွက်သွားပြီးတဲ့နောက်ဂျက်ဖရီဟာဘက်ကီသူ့ရဲ့လက်ဆောင်ကိုကားထဲမှာထားခဲ့တာတွေ့တော့စိတ်ပြတ်သွားခဲ့ပါတယ်ပြီးတော့သူဟာမက်ဒေါ်နယ်အဇောင်းအပေါ်ကိုတက်နေခဲ့တဲ့ပြုတ်ပြင်းရင်တမဝေကိုကြည့်ရင်းနဲ့ပဲအကြံတစ်ခုရသွားခဲ့ပါပြီသူဆိုင်တဲကိုဝင်ပြီးမိနစ်အနည်းငယ်အတွင်း ဝန်ထမ်းတွေရဲ့လုံယုံလုံစင်တဲ့လုပ်ငန်းလေပတ်ပုံအသေးစိတ်အချက်လက်တွေကိုတိတွားခဲ့ပါရင်းနောက်ပိုင်းနေ့ဒီမှာဆိုတော့ Jeffrey ကဒီနီလန်အတိုင်း McDonnell 55ဆိုင်ကိုဓမြတိုက်ခဲ့ပါရင်းသူကခေါင်းမူးကိုဖောက်ပြီးတော့ဝင်ခဲ့တာပါမကြခင်မှာပဲသူဟာသူ့ရဲ့ပြစ်မှုတွေကြောင့်နာမည်ကြီးလာခဲ့ပြီးတော့မီဒီယာတွေကသူ့ကိုခေါင်းမိုးလူလို့နာမည်ပြောင်းပေးနေကြပါရင်း သူကလူဝေကို6လက်နေတယ်လို့ပြောကြပြီးမဲ့ဓမြတိုက်ခံရတဲ့ဝန်ထမ်းတွေကတော့သူ့အကြောင်းကောင်းကောင်းပြောနေကြပါရင်သူရပုံချမ်းတော့ရှိပါရင်ဒါပေမဲ့သူဟာအမြဲတမ်းမျက်နှာဖုံးဝတ်ထားတာကြောင့်သူရအရဲ့အမောင်းနဲ့ကိုလုံးကိုထဲကိုပဲတိကြတာပါအခုစတော့ဂျက်ဖရီကဘူကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါပြီ သူဟာပိုကောင်းတဲ့တီဗီတလုံးရပြီးတော့ဘက်ကီရဲ့မွေးနေ့အတွက်လာပါတဲ့ကိတ်မုံနဲ့သူမအမြဲလိုရှင်ခဲ့တဲ့စပိန်လိုမျိုးကောင်းမွန်တဲ့ပစ္စည်းတွေကိုရလာခဲ့ပါရင်ဒီပြောင်းလဲမှုအလုံးနဲ့ရူမန်ဆိုတဲ့ခေါမိုးပေါ်ကလူရဲ့ပေါ်ပြချက်တွေကြောင့်စတိဗ်ကတန်တရားဝေဖြစ်လာခဲ့ပါရင်ကံမကောင်းစွန်နဲ့ပဲဘက်ကီရဲ့မွေးနေ့ပွဲကိုရဲဝေရောက်လာလို့ရက်တန်လိုက်ရပါရင်ဒါနဲ့စိတ်ပြတ်နေကြတဲ့ဂျက်ဖရီကထွက်ပြေးဖို့ကြိုးစားပါပြီး သွားအင်းနီရှင်းရဲ့ခြံတွေအလုံးကိုခုံကျော်ပြီးတော့တောင်ကုန်းကိုရောက်သွားခဲ့ပေမဲ့ချော်လဲပြီးလိမ့်စင်သွားခဲ့ပါပြီဒါကရဲဘေးကိုသူ့အဖမ်းမိစေခဲ့ပြီးတော့ဘက်ကီကလည်းကြည်နေခဲ့ပါရင်းအတော်ဆုံးစစ်ဆေးပြန်နောက်ဂျက်ဖရီဟာ15နှစ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါရင်းထောင်ထဲမှာသူကဘက်ကီကိုဖုန်းခေါ်ပြီးစကားအနှင်းငယ်ပြောခွင့်ရခဲ့ပေမဲ့ဌာနစီမှာရီးစအစ်ရှိနေပြီးဆိုတော့ပဲကြားလိုက်ရပါရင်းဌာနကသူနဲ့စကားမပြောဘဲဘက်ကီကိုဖုန်းချခံပါရင်းဒါကြောင့်ဂျက်ဖရီကသူ့ကလေးဝင်နဲ့ထပ်ပြီးမပြောရတော့ပါဘူး သူအတူယူလာတဲ့မိသားစုပုံအထက်ကတာနာရဲ့မျက်နှာကိုဆွဲဖြဲပြပါရင်းအဲ့ဒီနောက်ပိုင်းဂျက်ဖရီကထောင်ဆိုင်တွေမှာအလုလုပြီးတော့အလုဓမ္မဝီရဲ့လုံရုံလုံစင်အသေးစိတ်အချက်လက်အလုံးကိုလေ့လာပါရင်းအထူးသဖြင့်ပို့ဆောင်ရေးထရက်ကားအကြောင်းမှာသူစီမှာအစီအစဉ်တစ်ခုရှိလာတာနဲ့သူလွတ်မြောက်ဖို့လိုအပ်တဲ့ပြည့်စုံမှုကိုပြုလုပ်ရင်းနဲ့ပဲဆက်လက်အလုလုနေခဲ့ပါရင်း ဥပမာဆိုရင်တော့တစ်သားပြဖြတ်တာတတ်ထုအပိုင်းအစတချို့ကိုဂဟေစော်တာနဲ့အဘို့အစတချို့ကိုပြင်ဆင်တာမျိုးပါတနေ့မှာတော့ဂျက်ဖရီကယင်မောင်ထရက်ကာခေါင်းခန့်တဲ့ပြင်ရောက်တဲ့အထိစောင့်ပြီးတော့သူ့ရဲ့တစ်သားပြကိုအမြန်ဆုံးယူပါရင်းသူဟာထရက်ကာရဲ့အောက်ကိုတိတ်တိတ်ကလေးဝင်ဘောင်ထဲကိုတစ်သားပြထည့်ပြီးတော့အနောက်မှာပုံနေလဲပါရင်းထရက်ကာအစောင့်ကနေထွက်သွားတဲ့အခါမှာအစောင့်တယောက်ကမန်နဲ့အောက်ကိုကြည့်ပေမဲ့ဂျက်ဖရီကကောင်းကောင်းပုံနေတဲ့အတွက် မမြင်သွားခဲ့ပဲနဲ့အောင်မြင်စွာလွတ်မြောက်သွားခဲ့ပါပြီပေးချန်နေခဲ့တဲ့လမ်းအပေါ်မှာနိုင်အနေငယ်လောက်ကြာပြည့်တဲ့နောက်ယင်မောင်းကတေးပေါက်ဖို့ရပ်ပါရီဂျက်ဖရီကလည်းအခွင့်ကောင်းကိုယူပြီးထွက်လာကယင်ပပတ်လေးကိုတတိထားပြီးတတိကလေးတွားကတစ်တော်အထဲကိုပြေးဝင်သွားတော့ပါရီအဲ့ဒီမှာသူကထောင်ဝတ်စုံကိုချုပ်ပစ်လိုက်တော့အောက်မှာတခြားအဝတ်အစားတွေပေါ်လာခဲ့ပါပြီသူဟာနောက်လမ်းတစ်ခုကိုရောက်သွားခဲ့ပြီးမြို့ထဲကိုကားကြုံနဲ့ပြန်လာပါရီ သူ့ရဲ့အိမ်အပြင်မှာသူကဘက်ကင်းစပိန်စီးနေတာကိုကြည့်နေခဲ့ပေမဲ့ရဲဝဲရောက်လာမှတိတဲ့အတွက်သူမရဲ့အနာကိုမရှိခဲ့ရဲပေါ့ညနေပိုင်းမှာဂျက်ဖရီကစတစ်ကိုဖုန်းဆက်ပြီးတော့နိုင်ငံခြားထွက်ဖို့အကူအညီတောင်းပါရင်းစတစ်ကသူ့ရဲ့တင်းနေဟာနေရာအနက်အပြားပြန့်နှံ့နေခဲ့ပြီးတော့အခုလောလောဆယ်ငင်းငင်းနေဖို့ပြောလိုက်ပါရင်းတလားအနေမှာထပ်ပြောကြမယ်လို့ပြောပါရင်း အဲ့ဒီအချိန်မှာရဲကတစီကအနားမှာရက်လိုက်တော့ဂျက်ဖီကအကြံရဖို့ပပတ်လေးကိုကြည်ပါရင်းလမ်းတစ်ဖက်မှာကစားစရာဆိုင်တဆိုင်ရှိနေတာကြောင့်သူဟာဈေးဝယ်လေးတစ်ခုနဲ့ဆိုင်တဲကိုပြေးပြင်သွားလိုက်ပြီးဖောက်တဲ့လိုမျိုးဟန်ဆောင်ပါရင်းခဏလောက်ဟန်ဆောင်ဈေးဝယ်ပြီးတော့ဂျက်ဖီကရေရှိုးခန်းကိုတွားပါရင်းအိမ်တော်ပေါ်တက်နေပြီးမျက်နှာချက်ကိုရောက်သွားကပြားတစ်ခုရဲ့အနောက်မှာပုံနေလိုက်ပါရင်းရဲတယောက်ကသူ့ကိုရှာဖို့ရေရှိုးခန်းထဲဝင်လာခဲ့ပေမဲ့မတွေ့ပါဘူးဆိုင်ပိတ်သွားတာနဲ့ဂျက်ဖီကလည်းရုံးခန်းထဲကိုဆင်းလာခဲ့ပါပြီး သူတယောက်တည်းရှိတဲ့အကြောင်းအတိပြုဖို့အတွက်လုံခြုံရေးကင်မရာကိုစစ်ပြီးအဓိကနေရာကိုဝင်သွားတော့ကင်မရာရဲ့တီနီယာကိုချက်ချင်းပဲတတိထားမိခဲ့ပါရင်ဂျက်ဖရီကမှတ်တမ်းတင်ခံရတာကိုရှောင်ဖို့အတွက်တတိထားပြီးတက်တိတ်ကလေးတွားကကလေးအစားအစာဘူးတချို့ကိုယူဖို့ကရိယာတချို့ကိုအသုံးပြုပြီးရုံခန်းအထဲမှာပဲစာပါရင်းသူကရဲဝဲသူ့ကိုရှာနေခဲ့တဲ့တည်င်းတွေကိုလည်းကြည့်ပြီးတော့သူကအကြမ်းဖက်သမားလို့ပြောတဲ့အခါမှာစိတ်ထိခိုက်ခဲ့ပါရင်း ီးတော့သူကမျက်နှာချက်ကိုပြန်တက်ပြီးအဲ့ဒီမှာတနေကိုနေပါရင်နောက်တနေမှာဂျက်ဖရီကလုံချွေးစနစ်ရဲ့လက်ဆွဲဆုပ်ကိုရှာတွေ့ပြီးတော့မတ်တန်းတင်ရှင်ကိုရက်တန့်လိုက်နိုင်ပါရင်အခုတော့သူဟာစိုင်ထဲမှာလိုတလောက်ပြေးလွှားနိုင်ပါပြီတကြားလုံးနဲ့အများကြီးရပြီးတော့စပိန်ပြခန့်အနောက်မှာဗလာနီယာတခုရှိတာကိုတူတွေ့သွားခဲ့ပါရင်ဒါကြောင့်သူဟာတန့်ရှင်လုံပြီးတော့မွေရတချို့နဲ့အစားအစာတချို့ယူလာက အဲ့ဒါကိုသူ့ရဲ့အိမ်အဖြစ်ပြောင်းလဲလိုက်ပါရင်ရက်တွေကုန်လာလာနဲ့အမျှဂျက်ဖရီကကစားစရာဆိုင်မှာဆက်နေပါရင်သူဟာလူဝင်မတင်ကပဲဈေးဝယ်တဲ့အချိန်မှာနေဘက်မှာအိပ်ပြီးညဘက်မှာကစားစရာဝင်နေပျော်ပျော်ပါနေထိုင်ပါရင်ဂျက်ဖရီကအလူခံပုံအထဲမှာရှိတဲ့တန့်ရှင်းတဲ့အဝတ်အစားဝေးကိုယူပြီးတော့ရေရှိုးခန်းထဲမှာသူ့ကိုယ်သူအဆင်ပြေစွာရေချိုးပါရင်တနေ့နေ့ကြည့်ရှင်အဖြစ်သူကသူ့ရဲ့အမှုကိစ္စကိုအမိလိုက်နေခဲ့ပြီးတော့ရဲဝေကသူ့ကိုရှာဝေဖို့အတွက်မဆွတ်လွတ်သေးဘူးဆိုတာသိနေခဲ့ပါရင် ဒီလိုနဲ့တ냐မှာဂျက်ဖီတယောက်စိုင်းမှာကလေးမော်နီတာဝေးလဲရောင်းနေတာကိုတွေ့ရှိခဲ့ပါရင်ဒါကြောင့်သူကဝန်ထမ်းတွေကိုစုံစမ်းဖို့စိုင်းနဲ့ရုံခန့်အနှံ့ပြမှာကလေးမော်နီတာဝေးကိုတတ်ဆင်ပါရင်သူကလီဟာသူမရဲ့အလုံးရှင်မစ်ကိုတပတ်ချားတခါပေးရတောင်းတာအကြည့်နေခဲ့ပါရင်သူမလွန်ခဲ့တဲ့လအနေငယ်ကကွာရှင်ခဲ့တာဖြစ်ပြီးတော့ကလေးထိမ့်သိမ့်မှုအခြေအနေကရှုပ်ထွေးတယ်လို့ရှင်းပြပါရင်ဝမ်းနေဖို့ကောင်းတာကမစ်ဖာသူမကိုငင်းလိုက်တော့ ဂျက်ဖရီကသူမအတွက်စိတ်မကောင်းဖြစ်သွားပါပြီကလေးမော်နီတာကြောင့်ဂျက်ဖရီဟာမေ့ပြက်စကဝက်ကိုတိသွားခဲ့ပြီးနောက်ပိုင်းမှာဆိုင်ရဲ့စနစ်ကိုဝင်ရောက်ဖို့အသုံးပြုကလီရဲ့အလို့အချိန်စရာကိုပြင်ဆင်လိုက်ပါပြီနောက်ဆုံးမှာတော့မိသားစုနဲ့ရဲဘေးကဂျက်ဖရီအပေါ်စိတ်ဝင်စားမှုရော့ပါသွားတာကြောင့်သူကဂျူလိုင်လ၄ရက်နေ့မီရှူမီပန်ပွဲကိုကြည့်ဖို့အတွက်နောက်ဆုံးမှာတတိရှိနဲ့ထွက်လာခဲ့ပါပြီနောက်တနေ့မှာသူကအရေးပေါ်ထွက်ပေါက်ရဲ့တော့ကိုပြင်ဆင်လိုက်တော့လို့တလို့ဝင်ထွက်နိုင်ခဲ့ပါပြီ။ ဆိုင်ကစပိန်တစည်းကိုစီးပြီးဖုံးယုံတစ်ခုကိုရှာကစတိဖ်ကိုဖုံးခေါ်ဖို့ကြိုးစားပါရင်သူ့ရေးစာမီရှယ်လီကဖုံးကိုကင်ပြီးတော့စတိဖ်ဟာအာဖရိကနစ္စတန်ကို6လစာချုပ်နဲ့ထွက်သွားတာကြောင့်ဒီဇင်ဘာလအထိပြန်မလာတေးပါဘူးလို့ပြောပြပါရင်ဂျက်ဖရီကလည်းကုန်နဲ့သူ့အတွက်မက်ဆေ့ဝေးထားခဲ့ပြီးတော့သူ့ရဲ့အိမ်ကိုဖုံးခေါ်ခဲ့ပေမဲ့ဘက်ကီကသူ့မရဲ့ပထွေးနဲ့ပျော်ပျော်ပါနေတာကြားရလို့စကားမပြောရဲပါဘူး တာနာကတိတ်ဆိတ်တာကိုတန်တရားဖြစ်ပြီးဂျက်ဖရီဖြစ်မယ်လို့ထင်တာကြောင့်နောက်တစ်ခါဖုန်းမခေါ်ဖို့ဒါမှမဟုတ်ရဲကိုပြောမယ်လို့ပြောပါရင်ဖုန်းချပေးရနောက်ဂျက်ဖရီတယောက်စိတ်ဓာတ်ကျသွားခဲ့ပါပြီအဲ့ဒီငါဂျက်ဖရီဟာစတစ်ပြန်လာမယ့်ရက်တွေကိုရည်တွက်ဖို့ပြက်ကလေးတစ်ခုချိတ်ထားပါရင်သူကအရန်စိတ်ပြက်နေတာကြောင့်ကစားစရာဝေးကိုရိုက်နေတော့ပါရင်အချိန်နှိမ့်ငယ်ကြပြန်တော့ဂျက်ဖရီဟာမစ်ကဝန်ထမ်းတယောက်ကိုတကြားလုံးခိုးတယ်လို့ဆွဆွဲပြီးသူ့ရဲ့ဘိုက်ကြီးကိုတက်တီပြတာကိုကြားလိုက်ရပါရင်လီကသူ့မရဲ့လွတ်ဖို့ကင်ဖက်ကိုချက်ချင်းပဲကောက်ွယ်ပေးပြီးတော့ ဂျက်ဖရီကလူကိုဒုက္ခပေးမိလို့စိတ်မကောင်းဖြစ်သွားရပါရင်အဲ့ဒီညနေမှာသူကယူခဲ့တဲ့တကြားလုံးတွေအားလုံးကိုပြန်ထားပါရင်နောက်တနေ့လီကမေပကိုသူမှချက်မှပြုတ်လို့မဲ့ပရဟိတမနက်စာစားပွဲအကြောင်းပြောပြပြီးတော့ကစားစရာလူတန်းဖို့တကခုလူတန်းနိုင်မလားလို့မျှော်လင့်ခဲ့ပါရင်မေပကဆိုင်မှာဘာတစ်ခုမှအလကားမပေးနိုင်ဘူးလို့ငင်းဆိုခဲ့ပါရင် သူတို့အနေနဲ့ပြန်မရောင်းနိုင်တဲ့ပစ္စည်းအဟောင်းတွေတောင်မှ မပေးနိုင်ဘူးလို့ပြောပါရီးလီထွက်သွားပြီးတော့မစ်ကသူမရဲ့ကြောင်ရဇွဲကိုအမိုက်ပုံးတဲ့ပြစ်ထဲလာပါရီးလီအတွက်စိတ်မကောင်းဖြစ်တာကြောင့်ဂျက်ဖရီဟာကစားစရာတချို့ကိုချပ်စီယူသွားဖို့ဆုံးဖြတ်ပါရီး သူကအဲ့ကိုအပြင်မှာထားခဲ့ဖို့ကြိုးစားခဲ့ပြီးတော့ဖះเจ้าအဖွဲဝင်တယောက်ကသူ့ကိုမြင်သွားခဲ့ကဝုတ်ပြူရဲ့အပြည့်အစုံကိုနေခိုင်းပါရင်ဂျက်ဖရီကလီတံပြန်အဖွဲနဲ့တချင်းဆိုနေတာကိုမကြည့်ပဲမနေနိုင်ပါဘူးအဲ့ဒီနောက်ဂျက်ဖရီဟာကလေးအစားအစာနဲ့တကြားလုံးပဲစားနေရတာကြောင့်အစားအသောက်အတွက်တီတန်ပရာဟိတမနေ့ဆာစားပွဲမှာနေဖို့ဆုံးဖြတ်လိုက်ပါရင်ဒီတာခန့်တွေကသူ့ကိုမမန်းမိကြတာကြောင့်သူအမျိုးထဲကိုအစ်စ်ရောက်လာတဲ့လူတယောက်လိုမျိုးဟန်ဆောင်ပြီးသူ့ကိုသူကျွန်းလို့မိတ်ဆက်ပါရင် ူဟာလီနဲ့စကားပြောခွင့်ရပြီးသူမကသူ့ရဲ့လူဒန်းမှုအတွက်အထင်ကြီးနေခဲ့တာပါသူတို့ကသူ့ရဲ့ဘဝအကြောင်းမေးတဲ့အခါမှာသူကအစိုးရအတွက်လိုအပ်အလုပ်တွေလုပ်နေတာကြောင့်ပြောလို့မရပါဘူးလို့ဟန်ဆောင်ပါရင်သူတို့ဟာသူ့ကိုချက်ပွဲဝေကိုပူလာဖို့အတွက်ဖိတ်တော့သူကအထီးကျန်နေတာကြောင့်သဘောတူလိုက်ပါရင်နောက်ပိုင်းမှာဂျက်ဖီကသွားတိုက်ဖို့ကြိုးစားပေမဲ့သူစားခဲ့တဲ့တကြားလုံးတွေကြောင့်သွားဝေကအရန်ကိုနာကျင်နေခဲ့ပါရင် သူကကစားစရာဆိုင်ကဗီဒီယိုဂိမ်းတချို့ကိုခိုးယူပြီးသွားစရာဝန်အတွက်ပိုက်ဆံရအောင်ပေါင်နှံလိုက်ပါရီသွားစရာဝန်ကသွားပိုးစားတာ14ချောင်းတွေ့ပြီး ဂျက်ဖီကလူကြီးကိုကန်ကောင်းဝင်လဲဝင်လိုက်တော့ကတ်၃ပါနဲ့ဆယ်ချွတ်တဲ့အဝတ်အစားဝေးဝေးရတော့မှမဟုတ်ပါဘူး။နောက်ချက်ပွဲမှာဆိုရင်ဂျက်ဖီဟာအမျိုးသမီးရဲ့အားလုံးကိုဆွဲဆောင်နိုင်ခဲ့ပါပြီ။ရဲအဖြစ်အလုလုခဲ့မှုတဲ့အမျိုးသမီးတစ်ယောက်ကဒီမျိုးငယ်လေးမှာထောက်လန်ရေးဌာနတစ်ခုရှိတယ်ဆိုတာကိုကြားရတော့အံ့ဩသွားခဲ့ပါပြီ။ဒါကြောင့်ဂျက်ဖီကသူတို့ဟာနေရာအနက်မှာလိုဝက်ရှိတယ်လို့တူမကိုယုံကြည်အောင်လှုပ်လိုက်ပြီးအဖြေဝေကလိုဝက်ချက်ဖြစ်တယ်လို့ပြောကာမေခွန်းတွေကိုရှောင်နေခဲ့ပါပြီ။ပွဲပြန်တော့လီကဂျက်ဖရီဟာအမျိုးသားရှင်ကြိုက်တာလား ဒါကြောင့်သူကမင်းကလေးဝယ်အထက်ကတယောက်လိုမျိုးခံစားရတာလားလို့တွေးမိပါရင်ဂျက်ဖရီက "तू မဟုတ်ဘူးလို့ तू မကိုအာမခံတော့ तू မကလည်းသူ့ကိုဒိတ်လို့ဖိတ်ခေါ်လိုက်ပါရင်သူတို့နှစ်ယောက်ပထမဆုံးဒိတ်အတွက်ပန်းချံကိုတွားပြီးလီယက်ရီးစာဟောင်းနမဲကလည်းဂျက်ဖရီလို့ကြားလိုက်ရတော့ဂျက်ဖရီဟာအဆင်မပြေဖြစ်သွားခဲ့ပါရင် သူတို့ကပျော်ရွှင်စရာအချိန်တွေရှိခဲ့ပြီးတော့နောက်ဆုံးမှာလီရဲ့အင်ကိုတွားကအချိန်ကောင်းလေးကိုကုံဆုံးကြပါရင်သူတို့ပြီးသွားတဲ့အခါမှာလီကသူမရဲ့တမိဝေအကြောင်းပြောပြပြီး Jeffrey ကသူတို့ကိုတွေ့ရှင်တယ်လို့ပြောပါရင်စနေတနင်္သူနေ့မှာ Jeffrey ဟာလီစီတွားလိုက်ပြီးသူမရဲ့တမိဝေနဲ့တွေ့ဆုံခွင့်ရခဲ့ပါရင်ဒါပေမဲ့လီကဒါဟာအစ်စ်ဖြစ်နေသေးတာကြောင့်သူ့ကို Chap ကတငယ်ရှင်အဖြစ်မိတ်ဆက်ပေးခဲ့ပါရင်သူကဒီကိုသူမရဲ့အကြိုက်ဆုံးဗီဒီယိုဂိမ်းကုန်ပစ္စည်းတချို့အားပေးလိုက်တော့သူမအရန်ကိုပျော်ရွှင်ပြီးပွေဖက်ကကြီးစုတင်ပါရင် ါပေမဲ့သူကလစ်စေးကိုတခြင်းတစ်လျှို့ပေးဖို့ကြိုးစားတဲ့အခါမှာသူမကငြင်းပြီးသူမရဲ့အခန်းထဲကိုဝင်သွားခဲ့ပါရင်ဂျက်ဖရီကကြံတဲ့ညနေပိုင်းကိုဒီနဲ့ဆော့ရင်းနဲ့ပဲကုံဆုံးခဲ့ပြီးဒါကသူ့ကိုဖခင်တယောက်လိုမျိုးပြန်လဲခံစားစေခဲ့ပါရင်ရတပတ်တွေကုံလွန်သွားခဲ့ပြီးတဲ့နောက်ဂျက်ဖရီတယောက်လီနဲ့ဆက်သွဲပါရင်သူဟာချက်ပွဲပြအားလုံးကိုတက်ပြီးတော့ကောင်မလေးဝင်နဲ့ဆက်သွဲဖို့ကြိုးစားပါရင်သူဟာဒီနဲ့တော့အဆင်ပြေပြီမဲ့လစ်စေးကတော့သူ့ကိုလစ်လို့ရှုနေစေပါသူတို့ဟော်လိုဝင်းကတော့မှအတူတူကုံဆုံးခဲ့ကြပါရင် သူတို့ရဲ့အပြင်ထွက်မှုအားလုံးကိုပေးချေဖို့သူကဗီဒီယိုဂိမ်းတွေကိုထပ်ခေါ်ယူပြီးတော့ပြန်ရောင်းချပါရီးအတိအမှန်ပြုတ်ခံရမှာကိုကြောက်တဲ့စိတ်ကမပြောက်သွားတာကြောင့် Jeffrey ဟာ Lee ကိုတခြားတနေရာမှာဘဝအသစ်စကြမလားလို့မေးခဲ့ပါရီး Lee က"သူမရဲ့ဘဝဟာဒီနေရာမှာရှိတယ်လို့ရှင်းပြပြီးတော့ငင်းဆိုပါရီးဒီလိုနဲ့တနေရာမှာ Jeffrey တရားယေရှုခံတဲ့မှာရေချိုးနေတော့ရုတ်တရက်အတန်တစ်ခုကြာပါရီး အော်ဆရာကောင်းနေတာကမစ်ဟာစိုက်ထဲမှာအချိန်ပိုနေခဲ့တာပါသူ့ရဲ့အဖို့အစားဝေးကစင်းကြံမှာချိန်ထားတာကြောင့်မစ်ယုံခံတဲ့ရောက်တဲ့အထိစောင့်ပြီးပြန်ယူဖို့ထွက်ပြေးပါရင်းကံမကောင်းစွာနဲ့ပဲမစ်ကသူ့ကိုမြင်သွားခဲ့ပြီးတော့စိတ်ပြအားငယ်ကအမြန်ဆုံးပြေးပုန်းလိုက်ပါရင်း Jeffrey ကနောက်တစ်ခါအချက်ပြစနစ်ကိုဖွင့်ပြီးထွက်ပြေးနေတယ်လို့ဟန်ဆောင်ပြီးမဲ့အချိန်မီသူ့ရဲ့ပုန်းခွရစီပြန်ပြေးဝင်သွားခဲ့ပါရင်းမစ်ကရဲကိုခေါ်ကမကြခင်မှာအရာရှိတွေကဆိုင်ကိုရှာဝေကြပါရင်း သူတို့ဟာနိုင်များစွာကြောင်အဲ့ဒီမှာနေခဲ့ပေမဲ့ဂျက်ဖရီကိုမတွေ့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ကလုံခြုံရေးကင်မရာဝင်မှတ်တမ်းတင်ထားခြင်းမရှိဘူးဆိုတာကိုတတိထားမိခဲ့ပါတယ်မေကသူတို့ဗီဒီယိုဂိမ်းတွေအများကြီးပျောက်နေတယ်လို့ပြောပြီးတော့လုံခြုံရေးကိုပိုကောင်းလုပ်မယ်လို့ကတိပေးပါတယ်မကြခင်မှာမီဒီယာဝေကသတင်းကိုဖော်ပြပေမဲ့ဒါကဂျက်ဖရီကိုလီနဲ့တွေ့တာနဲ့ချက်ပွဲဝင်တက်တာအမရက်တန့်စေခဲ့ပါဘူးကျေးဇူးတော်နဲ့ညစာစာပွဲမှာလီရဲ့တငယ်ရှင်တွေက ကစားစရာဆိုင်ဓမြတိုက်သူကြောင့်သူမရဲ့ဘေကင်းရေးကိုစွန့်ရင်ပြီးအလုပ်ထွက်တဲ့လို့ပြောကြပါရင်ဂျက်ဖရီကဓမြဟာအန်ဒီရရှိပုံမရဘူးလို့အခိုင်အမာပြောပေမဲ့လီအလုပ်ထွက်တဲ့ဆိုတာကိုလည်းတဘောတူခဲ့ပြီးတချို့လူတွေကဒါဟာစန့်ကျင်ဘက်ဖြစ်နေတယ်လို့ထင်ကြပါရင်လီကဆိုင်ရီရှိုးခန်းထဲမှာရေချိုးဖို့ဒီလောက်စိတ်ပြတ်နေတဲ့လူတစ်ယောက်ကတကယ်တော့ဝမ်းနဲ့ဆရာအခြေအနေဖြစ်ပြီးတော့ဒါကိုနောက်ပြောင်မနေသင့်ဘူးလို့ထင်ပါရင် လစ်ဆေးကစိတ်ဆိုးပြီးသူမအမေကိုမိသားစုနဲ့အတူအချိန်ဖြုံးတာထက်အလုံးမအချိန်ပိုဖြုံးတာကိုအပြစ်တင်ပါရင်ခဏသာစကားများပြီးနောက်သူမထွက်သွားပါရင်နောက်တနေ့မှာဂျက်ဖရီကစတီဗ်ကိုဖုန်းခေါ်ပါပြီးမီရှယ်လီကဖုန်းကိုထပ်ခိုင်းပြီးတော့စတီဗ်ရဲ့မက်ဆေ့ကိုပေးလိုက်ပါရင်နောက်တနင်္သနွေနေ့မှာသူတို့ကိုလာတွေ့ပြီးတော့ကိစ္စဝေးကိုစီစဉ်ဖို့ပါအဲ့ဒီနောက်ဂျက်ဖရီကလီနဲ့လစ်ဆေးကိုတယောက်ကိုတယောက်တောင်းပန်ခိုင်းပေမဲ့သူတို့ကထပ်ပြီးစကားများကြပါရင်လစ်ဆေးကအင်ကနေဘယ်တော့မှမထွက်နိုင်တာကိုစိတ်ဆိုးနေတာကြောင့် လီဟာသူမကိုမောင်းပို့ပေးဖို့ငင်းဆိုခဲ့ပါရင်ဂျက်ဖရီကကောင်မလီကိုကားမောင်းတင်ပေးဖို့တဘောတူပြီးသူမအတွက်ကားတစီးသွားဝယ်ကြပါရင်စမ်းတပ်မောင်းနေမှုမှာဂျက်ဖရီကအယံမြင့်မြန်မောင်းရင်းနဲ့ပဲအယူအမှုလှုပ်ရှားမှုတချို့လှုပ်ပြပြီးတော့ကောင်မလီကိုအထင်ကြီးစေခဲ့ပေမဲ့လီကတော့ကြောက်ရွံ့နေပါရင်ပြီးတော့သူဟာအယောင်သမားကိုငွေသားနဲ့ကောင်းကောင်းပေးချေပြီးလစ်စေးကိုမောင်းခွင့်ပြုဖို့ဆွဲဆောင်ခဲ့ပါရင်လစ်စေးကအယံစိတ်လှုပ်ရှားနေပေမဲ့သူတို့ကိုတနည်းအားဖြင့်ပြင်ရအောင်လုပ်နိုင်ခဲ့ပါရင် တနင်္သာရီနေ့မှာ Jeffrey က Steve နဲ့နောက်ဆုံးမှပြန်လဲပေါင်းစည်းခဲ့ပါရင် Steve ကသူ့တငယ်ရှင်ကပွန်အောင်နေပြီးတော့ Bedu နဲ့မှအဆက်အသွယ်မလုပ်ဘူးလားလို့မေးခဲ့ပါရင် Jeffrey ကလည်းလိန်လိုက်ပြီးလုပ်ပါနဲ့လို့ပြောပါရင် Michelle ကဂျက်ဖရီကိုဓာတ်ပုံရိုက်ဖို့သဘင်အတုတစ်ခုဝတ်ပေးကနိုင်ငံကူလက်မှတ်အစ်စ်လုံနိုင်အောင်လုပ်ပါရင် Steve ကသူ့အတွက်နာမည်အစ်စ်နဲ့လိန်လဲနောက်ခံဆက်လန်းတစ်ခုဖန်တီးပေးပါရင် Jeffrey ကိုနိုင်ငံခြားပို့ဖို့သူတို့ကဒေါ်လာ9000လိုအပ်မှဖြစ်ပြီးတော့ သူကတိတိတတပဲအခုထိမရှိသေးပါဘူး။သူ့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်ရအောင်လုပ်မယ်လို့ဂတိပေးပါရင်အဲ့ဒီနောက်ဂျက်ဖရီတယောက်သူ့ရပုံမှန်ပေါန်နန်ဆိုင်ကိုမောင်းတွားပြီးတော့သူ့နီဟောင်းနေအတိုင်းဖောက်ထွင်းဝင်ရောက်ဖို့ခေါင်းမိုးပေါ်တက်ပါရင်ဒါပေမဲ့သူကအမားလုံမိပြီးတော့ဘေးနာကဆိုင်ထဲကိုပြုတ်ကျသွားပါရင်သူ့အယံကိုစိတ်ပြက်နေတာကြောင့်ပေါန်နန်ဆိုင်ကိုရောက်ဖို့နေရန်ကိုဖောက်ထွင်းဝင်ရောက်လိုက်ပေမဲ့ဒါကအချက်ပေးစနစ်ကိုအသက်သွင်းပါရင်ဂျက်ဖရီဟာတနတ်တလက်နဲ့ရဲကြီးကအင်ကြီးကိုယူပြီးတကားကိုဖျက်ဆီးဖို့ရုပ်ထုတစ်ခုကိုအတုံးပြုကထွက်ပြေးသွားပါရင် နောက်ပိုင်းကစားစရာဆိုင်မှာဂျက်ဖရီကသူ့ရပုံခိုရာကိုဖုံးအုပ်ဖို့ပြားတချို့ကိုတတ်စင်မာရင်းပြီးရနောက်သူကလာမယ့်နှစ်ပတ်အတွင်းအသေးစိတ်အချက်လက်တွေနဲ့ပတ်သက်ပြီးဝန်ထမ်းတွေနဲ့စကားပြောနေခဲ့တဲ့မစ်ကိုနားထောင်မာရင်းအားလျက်ရာတီကဆိုင်မှာဖောက်တဲ့အများဆုံးနဲ့ပိုက်ဆံအများဆုံးရတဲ့အချိန်မှာလုံခြုံရေးကိုပုံမကောင်းမွန်အောင်လှောက်ဆောင်မှာဖြစ်ပြီးတော့သူတို့အနေနဲ့ဆော့ဆော့ဖွင့်ပြီးနောက်ကျမှပိတ်မှာဖြစ်ပါရင်း ဒါကခရစ်စမတ်အကျိုးညကိုပါပါဝင်တာကြောင့် MIP ကအလူအိုင်းအတွက်အချိန်ပိုအများကြီးပါတဲ့အချိန်စရာအစ်တခုကိုချမှတ်ပါရင်အဲ့ဒီညမှာဂျက်ဖရီကသူ့ရဲ့အစီအစဉ်နေ့မှာလီဆိုင်ထဲမှာမရှိအောင်အချိန်စရာကိုပြင်ဆင်လိုက်ပါရင်နောက်တနေ့မှာဂျက်ဖရီကခရစ်စမတ်တစ်ပင်ကြီးတစ်ပင်အပြင် အလားစင်ပစ္စည်းတွေနဲ့လက်ဆောင်တွေအများကြီးကိုလီရဲ့အိမ်စီယူသွားပြီးရနောက်တမိသားစုလုံးနဲ့ချက်ကိုတွားခဲ့ပါရင်းလီတချင်းဆိုတာကိုကြည်နေပဲသူမငိုပဲမနေနိုင်ပါဘူးနောက်တနေ့မှာဂျက်ဖရီကသူ့ရဲ့မျက်နှာဘုံကိုဝုတ်ပြီးတော့တနက်ကင်ကကစားစရာဆိုင်ကိုဓမြတိုက်ဖို့ထွက်လာပါရင်းသူဝန်ထမ်းအလုံးကိုကြိုးတုပ်နေတော့လုံချွေးအဆောင်ကသူ့ရဲ့လက်နက်ကိုလမ်းယူဖို့ကြိုးစားတာကြောင့်ဂျက်ဖရီကသူ့ကိုထိုးကျိတ်လိုက်ရပါရင်း သွေးမြင်လိုက်ရတာနဲ့လူအိုင်းကကြောက်လန့်သွားကြပါပြီပြီးတော့ဂျက်ဖရီကမစ်ကိုမိခံတစ်တာဖြွင့်ခိုင်းပြီးငွေဆက်ကူဝေကနေမင်ဘုံကိုဖယ်ခံပါရီဘုံကမစ်ရဲ့မျက်နှာအနှံ့မင်တွေပက်ဖြန်းသွားပြီးတော့ဂျက်ဖရီကပိုက်ဆံအိတ်ကိုဘေကင်းစွာယူပါရီသူထွက်သွားတော့ဝန်ထမ်းတယောက်ကဂျက်ဖရီကိုအဆောင်ကိုထိခတ်အောင်လှုပ်တာအပြစ်တင်ပြီးတော့လူနာတင်ရဲ့လိုအပ်တယ်လို့ပြောပါရီဂျက်ဖရီက911ကိုခေါ်ဖို့နေဖို့ဆုံးဖြတ်လိုက်ပြီး ဒီနောက်နေမှုကလီရဲ့အလုတ်စင်းချိန်ရောက်လာတာနဲ့အဆုံးသတ်သွားပါရင်သူမကထိတ်လန့်ပြီးထွက်ပြေးတာမို့ဂျက်ဖရီကနောက်တစ်ခါကနေထွက်ပြေးသွားပါရင်ရဲဝေကအမြန်ဆုံးရောက်လာကအဆောင်ကိုအချိန်မီကဲတင်ခဲ့ပါရင်ဒီတစ်ခါတော့စုံစမ်းမှုကပုံမဆစ်ဆက်သွားတာကြောင့်ရဲဝေဟာဆိုင်တဲ့ကဂျက်ဖရီရဲ့ပုံခိုရာကိုတွေ့ရှိသွားခဲ့ပါရင်လီကိုမေးမြန်းပြီးတော့မျက်နှာဖုံးကြောင့်ဘယ်သူလဲဆိုတာကိုမပြောနိုင်ဘူးလို့ရှင်းပြပါရင်တစ်ချိန်တည်းမှာပဲဂျက်ဖရီကစတိဗ်ကိုလိန်လေဆွဲဆက်တဲ့မနေ့ဖြန်ဘန်နီဆွဲလာကိုထွက်ဖို့ လင်းရင်လက်မှတ်တွေအတွက်ပြီးချေလိုက်ပါရင်စတီဗ်ကအတီးပြီးမှသူမြင်တဲ့ညတိုက်မှုအကြောင်းပြီးတော့ဂျက်ဖရီကဘာမှမတိတယ်လို့မျိုးဟန်ဆောင်ပါရင်မီရှယ်လီကစတီဗ်ဟာသူခြံထားခဲ့နိုင်တဲ့အမှတ်တမ်းတွေကိုဖျက်ဆီးပြရမယ်လို့ရှင်းပြတော့သူ့ကိုစပင်အတူဝတ်ပေးပါရင်ဂျက်ဖရီစီမှာတွားဆရာဝန်ယုံခံကိုဖောက်ထွင်းဝင်ရောက်ပြီးတော့မီရှိုပြဖို့ကလွယ်လို့ရွေးချယ်ဆရာမရှိတော့ပါဘူး နောက်တနေ့ Jeffrey ဟာလေဆိပ်ကိုမောင်းတော့တော့ Lee C ကနေဖုန်းဝင်လာပါပြီ။အတုံးလေးများစွာဖြစ်ပြီးရနောက်သူကကားကိုရက်ပြီးဖြည့်ပေးလိုက်ပါပြီ။ Lee ကသူ့ကိုသူမရဲ့ Christmas ရစာစားပွဲကိုဖိတ်တော့ Jeffrey ကငိုရင်းနဲ့ပဲသွားဖို့တဘောတူပါပြီ။မကြခင် Jeffrey တယောက်လက်ဆောင်တချို့နဲ့ Lee ရဲ့အိမ်ကိုရောက်လာပါပြီ။ဒါပေမဲ့တဟာထောင်ချောက်ဖြစ်နေခဲ့ပြီးမကြခင်ရဲဝေကသူ့ကိုဖမ်းဖို့ဝိုင်းဝန်းလိုက်ကြပါပြီ။ရဲကားထဲမှာလီကအပြစ်ရှိတယ်လို့ခံစားရပြီးငိုနေခဲ့ပါရီ ဂျက်ဖရီကို32နှစ်ထောင်နဲ့ထောင်ထဲကိုပြန်ပို့ခဲ့ပါရင်သူကလီရဲ့မိသားစုပုံကိုသူ့ရဲ့ပုံအဟောင်းဘေးမှာထားပြီးတော့သူ့အစီအစဉ်တွေနဲ့ဖြစ်စေခဲ့တဲ့နာကျင်မှုနဲ့ထိခိုက်ပျက်စီးမှုအလုံးကိုတွေးတော့ဖို့အချိန်အများကြီးရလိုက်ပါရင်ဂျက်ဖရီကထောင်ထဲမှာပန့်ဘူးကုညီရဲ့အဖွဲကိုစားတက်ပြီးနောက်ပိုင်းမှာဘက်ကီကိုဖုန်းထပ်ခေါ်ခွင့်ရခဲ့ပါရင်တခြားအကျဉ်းသားတွေကသူ့ထပ်ထွက်ပြေးမလာလို့သိရှင်ကြပေမဲ့ဂျက်ဖရီကသူ့ရဲ့ပြစ်ဒဏ်ကိုလက်ခံခဲ့ပြီးပါပြီး တနေ့မှာလီကသူ့စီကိုလာလေတော့ဂျက်ဖရီကလည်းတောင်းပန်ဖို့အခွင့်အရေးယူပါရင်းလီကသူမအရင်ကဒိုရာထွက်ခဲ့တာမှန်ပေမဲ့အခုစတော့သူတို့ရဲ့အတူရှိခဲ့တဲ့အခြေအနေကိုဂျေဆုတင်စရာစွန့်စားခံတခုအဖြစ်မြင်နေပါပြီလို့ဝန်ခံပါရင်းသူမကသူ့ကိုဖမ်းဆီးခဲ့တဲ့ကိစ္စမှာပါဝင်ခဲ့တဲ့သူမရဲ့အပိုင်းအတွက်တောင်းပန်ပြီးတော့သူတို့ဖက်လိုက်ကြပါရင်းဒါက2009နဲ့2019ခုနှစ်တွေမှာနှစ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ Jeffrey Manchester ရဲ့ဖြစ်ရမှန်ကိုအခြေခံထားတာပါ သူ့ရဲ့အစစ်အမှန်ချစ်သူဟောင်းကပြန်လဲလက်ထပ်ခဲ့ပြီးတော့အဖြစ်အပျက်ပြရနောက်ပထမဆုံးအကျင့်အဖြစ်မကြသေးမီကသူ့ကိုလာရောက်လဲပတ်ခဲ့ပါရင်ဂျက်ဖရီဟာ2036မှာလူငင်းချမ်းသာခွင့်ရဖို့အရေးရှင်ပြည့်မီမှာဖြစ်ပြီးတော့ထောင်စာကြီးတိုက်မှုအဖြစ်အလုံးလုံးနေခဲ့ပါရင်